အလောဝဲမင်္ဂလာပါတရှိဝတ်တက်မှာကြိုဆိုလိုက်ပါရရှင်ဒီနေ့ဗီဒီယိုမှာတော့ Photoshop သင်ခန်းစာအပိုင်းခြောက်အနေနဲ့ crop တူကိုဘယ်လိုအသုံးပြုရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပြီးတော့မှာပဲဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ crop တူကပဲနားဒီမှာရှိလဲပေါ့ဒါဆိုလို့ရှိရင် two box လေးတဲ့ဟောတာကြည့်လိုက်ပါမယ်ဒီမှာဒီရဲ့ပုံစံလေး crop တူကိုခေါ်ရပါတော့အဲ့ဒီရဲ့ crop တူကိုအာကိုက mouse နဲ့လာပြီးတော့နှိပ်လိုက်လေရတယ်ဒါမှမဟုတ်မနှိပ်ရှင်မှုဆိုရင်သူ့ရဲ့ shortcut ကအာ shortcut C ပေါ့နော်အဲ့တော့ keyboard ကနေ chalk ကစီကိုနှိပ်ပြီးတော့ crop to ကိုယူလိုက်လဲရပါတယ်အဲ့တော့ crop to ယူလိုက်မယ်ပေါ့နော်ယူလိုက်တဲ့အချိန်မှာ crop to မှာတူတာ2မျိုးရှိရဲ့ဗာနဲ့ဗာလဲဆိုလို့ရှိရင် res ratio ရဲ့ weight high resolution ရဲ့ဆိုပြီးတော့ရှိရဲ့ပေါ့နော် ratio ကကြတော့အာ1:1တိုင်းသွားမလားဒါမှမဟုတ်16:9အတိုင်းသွားမလားစသဖြင့် ratio တိုင်းလာပြီးတော့လုပ်လို့ရရဲ့အာ weight high resolution မှာဆိုလို့ရှိရင်ကြတော့လေ ဝင်နေဟိုင်ရိုက်ထည့်ပြီးတော့ကိုကကိုကိုစိတ်ကြရတိုင်းလာပြီးဖြတ်လို့ရတယ်ပေါ့နော်တရဲ ratio မှာ originate ratio မှာသူပေးထားတဲ့ ratio အတိုင်းယူပြီးဖြတ်လို့ရတယ်လို့ဟာ way high resolution မှာလည်းသူပေးထားတဲ့ အတိုင်းယူပြီးတော့ဖြတ်လို့ရတယ်ပေါ့နော်အကရေကိုကမဟုတ်ဘူးကိုကကိုရိုက်ထည့်ရှင်းနေပေါ့ ratio ဆိုလို့ရှင်းနေကိုကကိုရိုက်ထည့်ရှင်းဒီနားဒီမှာလာပြီးတော့ရိုက်ထည့်လို့ရရဲ where high resolution လဲကိုကကိုရိုက်ထည့်ရှင်းနေဆိုလို့ရှင်း where high resolution ယူလိုက်ပါပြီးတိုင်းဒီမှာကိုကကိုကိုလို့ရှင်းတလောက်အရွယ်အစားအတိုင်းရိုက်ထည့်လို့ရပါပေါ့နော်အာဒီပုံမှာမပုံတင်အတွက်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့အာ where high ကို0.8ထားလိုက်မယ်ပေါ့နော်0.8 uh ဒီမှာကိုက point 8ရိုက်ထည့်လိုက်လို့အာ inch အနေနဲ့တခါတည်းမဖြစ်နေဘူးဆိုလို့ရှင်ဒီနားလေးမှာ unit လေးရှိပါတယ်အဲ့ဒီ unit လေးမှာအာ centimeter ဖြစ်နေတယ်ဆိုရင် inch ကိုလာပြီးတော့ယူပြီးလိုက်လို့ရပါတယ်ဒါမှမဟုတ်ကိုရိုက်တဲ့အချိန်မှာအာ point 8လို့ပဲမရိုက်ဘဲနဲ့အနောက်ကနေ in ဆိုတော့ စလုံးလေးရိုက်ထည့်ပြီးလိုက်လေရရပါเนาะပြီးလို့ရှင် resolution ကိုတုံးရထားပါမယ်။ဒါပြီးတော့ရင်ပုံကားဒီမှာကြီးလိုက်လို့ရှင်ဆိုသူဖြတ်ပြီးမယ်အနေထားရဆိုလို့ရှင်ကောင်းပြက်နေရပါเนาะအဲ့တော့ပုံကိုအောင်းနေနေရှာဖို့လို့ဟဲ့အဲ့တော့အာပုံကိုဖိပြီးတော့အောင်းနေနေဆွဲရှာလိုက်မယ်ပေါ့เนาะဆိုတော့ကိုလိုရှင်နဲ့အနေထားတိုင်းရပြီဆိုလို့ရှင်သူကိုအမန်ရှစ်ပေးလိုက်ပါဒါဆိုလို့ရှင်တော့ပုံကိုအာကိုလိုရှင်နဲ့စိုက်အတိုင်းဖြတ်ပြီးတော့အဲ့ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်